ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာအောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဆုံးတင်ဆက်ပေးကြတာကတော့ရွှေကုတ်ကူမှာကြားဖြင့်အလုတ်ယုံမြတ်မှဖန်စီရရှိတဲ့တပ်တေကံပစ္စည်းများဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကြိတ်ဆက်နဲ့ဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကိုကူမြို့တင်မှာစစ်တပ်ကကြားဖြန့်အလုပ်ယုံများမှဖမ်းဆီးရရှိတဲ့တပ်တေကံပစ္စည်းများဖြစ်တဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုစစ်တပ်ကလမ်းကျိတ်ဆက်နဲ့ဖျက်ဆီးလိုက်ကြောင်း BGF နဲ့စစ်တပ်ကတိုင်းတရင်ဌာနများထံကိုသတင်းတပ်ပုံများပေးပို့ခဲ့ပါတယ်။နိုဝင်ဘာလ18ရက်နေ့မှာစတင်ခဲ့တဲ့ကြားဖြန့်နေနေရီမှာ6ရက်ကျော်ကြာလာပြီးဖြစ်ပြီးကြားဖြန့်အလုပ်ယုံများမှနိုင်ငံခြားသား1940ကျော်ကိုဖမ်းဆီးခဲ့ကကွန်ပျူတာ3000ကျော်နဲ့မိုဘိုင်းဖုန်း2000ကျော်ကိုသိမ်းဆည်းရရှိခဲ့ကြောင်း ရင်းနောက်နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာကြာပြန့် online ငွေလိမ်လေယာမှာအတုံးပြုတ်တဲ့ကွန်ပျူတာနဲ့ဖုန်းတွေကိုစစ်တပ်နဲ့ BGF ကလမ်းကြီးဆက်တွေနဲ့ဖျက်ဆီးလိုက်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်နဲ့ BGF ကရွှေကုတ်ကမှရှိတဲ့ကြာပြန့်အလုပ်ရုံ site 22ရာကိုဝင်ရောက်စီးနင်းခဲ့ပြီးလူပေါင်းတထောင်ကျော်ကိုဖမ်းဆီးကကွန်ပျူတာ3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုသိမ်းဆည်းရရှိထားကြောင်းနိုင်မောင်စိုးကပြောဆိုပါတယ်။စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်ထဲမှာတော့ရွှေကုတ်ကိုနေမြေတွင် ိုဝင်ဘာလ16ရက်နေ့မှယနေ့အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1590ဦးနဲ့အွန်လိုင်းနေလဲလောင်းကစားမှုကျွလွန်ရမှအသုံးပြုတဲ့ကွန်ပျူတာ2863လုံး၊မိုဘိုင်းဖုန်း2950လုံး၊ Starlink band 100လုံး၊ router 20လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကကြားဖြတ်များရှိနေတဲ့မြောက်ဒီမေတော်တလီ KK Bank နေမည် ရွှေကုတ်ကူမြိုင်ကြီးရွာနဲ့ရွှေကုတ်ကူမြို့တစ်တို့ကိုဝင်ရောက်စီးနင်းနေခြင်းဖြစ်ပါတယ်။စစ်တပ်က2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှနိုဝင်ဘာလ22ရက်နေ့ထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း12468ဦးကိုထိန်းသိမ်းနိုင်ခဲ့က11893ဦးကိုစစ်ဆီးခဲ့ပြီး၎င်းတို့အနက်မှ9998ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုပြည်နှင်တံပေးခဲ့ကြောင်း ကျန်ရှိတဲ့ပြည်ပနိုင်ငံသား2490ဦးကိုလည်းတက်ဆိုင်ရာနိုင်ငံများကိုလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ရီမြို့နယ်မင်းလက်ပံမှာရှိတဲ့ DKP ဘူတခွားတီပိုင်ကြဖြင့်ရုံကို KNL ကဝင်ရောက်စီးနေပြီးလက်နက်196လက်ကိုတင်ဆက်က DKP တပ်ဖွဲ့ဝင်တချို့ကိုထိမ့်သိမ်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံကြီးရွာမှာရှိတဲ့ DKP မှာ ဘူတခွားတိပိုင်ကြားဖြတ်ငွေလင်ကိုင်းအလုံယုံတစ်ခုကို KNL ကဝင်ရောက်စီးနေပြီးလက်နက်186လက်နဲ့ DGB အဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ကြောင်းကရင်စည်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ21ရက်နေ့ KNL စစ်ကြောင်းကမင်းလက်ပံကြေးရွာမှာရှိတဲ့ DGB မှဘူတခွားတိလုံခြုံရေး UP လောက်ကင်နေတဲ့ကြားဖြတ်အလုံယုံကိုဝင်ရောက်စီးနေခဲ့ကြောင်းရင်တို့စင်းနေရမှာပြစ်ခတ်မှုတချို့ရှိခဲ့ကြောင်းရင်းနောက်ကြောက်ဖြတ်အလုတ်ယုံကိုလုံခြုံရေးယူပေးထားတဲ့ DGB တပ်ဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ပြီးလက်နက်စုစုပေါင်း186လက်ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ DGB ပိုတခွားသည့်နယ်အဖွဲ့တွေကတော့စက္ကဆရှိတဲ့မြောက်ရီမြို့ပတ်ရှောင်ပြေးသွားတယ်။ပိုတခွားသည့်လုံခြုံရေးယူပေးထားတဲ့ကြားဖြန့်ရုံတွေမှာတရုတ်တွေလည်းမရှိတော့ဘူးအကုန်ပြေးကုန်ကြပြီလို့ကရင်စီးရီတရင်းရစ်မြစ်ကပြောဆိုပါတယ်။မြောက်ရီမြို့နယ်မင်းလက်ပံကြီးရွာအနီးမှာစစ်တပ်စစ်ကြောင်းနဲ့ KNL တမျှအကြောင်းနိုဝင်ဘာလ21ရက်နေ့ကတည်းကတိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးနဲ့လက်နက်ငယ်ကြီးများမှထိုင်းနိုင်ငံအတွင်းကိုကျရောက်ခဲ့ကြောင်းထို့ကြောင့်နိုဝင်ဘာလ22ရက်နေ့မှာထိုင်းစစ်တပ်ကမြန်မာဘက်ကိုတရီပေးတဲ့အနေနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့လဲ KNL မဟာမိတ်တပ်တွေနဲ့စစ်ကမတပ်တွေမင်းလက်ပံတင်းချိုင်ဘက်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်။ဒီနေ့ထိုင်းဘက်ကြီးကြမှုတွေဆက်ဖြစ်နေတယ်လို့ကရင်စည်တရင်ရှင်မြေကရှင်းပြပါဗျာ။ လက်တလုံးမြောက်ရီမြို့နယ်မင်းလက်ပံကြေးရွာမှာထိတွေ့တိုက်ပွဲတွေကြောင့်အဆိုပါကြေးရွာမှာပြည်သူ300ကျော်မှာထိုင်းမြန်မာနယ်စပ်တောင်ရင်မြကန်ဘေးကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ထိုင်းဝမ်နိုင်ငံအရေးကိစ္စတရုတ်အစိုးရအလို့ကြဂျပန်ဝန်ကြီးချုပ်နဲ့ဖက်ဆစ်ဝါရကိုရှုတ်ချတယ်လို့အကြံဖတ်ဇွန်မင်တွန်ထပ်မံပြောဆိုခဲ့ပြန်ကြောင်းတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့အစိပ်ပိုင်းမဟုတ်တဲ့ထိုင်းဝမ်နိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေချိန်မှာဂျပန်မှာပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ဖက်ဆစ်ဝါဒနဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကိုရှုတ်ချကြောင်းအကြံဖက်ဆစ်တရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းတွန်းကထပ်မံပြောဆိုပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့မှာတရုတ်အစိုးရပိုင်စင်ဝါသတင်းဌာနကိုအကြံဖက်ဇော်မင်းတွန်းကထို့သူပြောဆိုခြင်းဖြစ်ပြီးနိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တာကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကား ဂျပန်ရဲ့ရှင်သန်မှုကိုချိန်ကျောက်တဲ့အခြေအနေဖြစ်တတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်မှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောကြားချက်မှာဂျပန်ရဲ့လုံခြုံရေးဆိုင်ရာဥပဒေမူပေါင်းအရထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်တဲလို့တတ်မှတ်လိုက်ခြင်းဖြစ်ပြီးဂျပန်အနေနဲ့ထိုင်ဝမ်အရေးမှာစည်ရေးအရာပါဝင်ပတ်သက်နိုင်တဲ့လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကထိုင်ဝမ်အရေးနဲ့ဆက်လင်းတဲ့ ဂျပန်ဝန်ကြီးချုပ်ဆာနာအေတကာအီချီရဲ့မှာရင်တော်ပြောဆိုချက်များပေါ်ရှုတ်ချကြောင်းဂျပန်နိုင်ငံအနေနဲ့တရုတ်တနင်္ဂနွေနေ့မူဝါဒကိုအစဉ်အမြဲခိုင်မာစွာထောက်ခံကြောင်းပြောဆိုပါတယ်။ဆက်လက်၍အကြံပတ်ဇော်မင်တွန်ကဂျပန်ဝန်ကြီးချုပ်တကာအီချီရဲ့ပြောဆိုချက်တွေဟာသမိုင်းပေါ်သင်ခန်းစာမယူတဲ့ပြောကြားချက်များဖြစ်ကြောင်းဂျပန်တို့ရဲ့အတိတ်သမိုင်းကအာရှတိုက်ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအပေါ်မှာနောင်တမရတဲ့တာဝန်မယူသောပြောကြားချက်ဖြစ်ကြောင်း ဂျပန်ဖက်စစ်ဝါဒရဲ့စူဂျူရီကိုမြန်မာနိုင်ငံအပါအဝင်အရှိတောင်အရှနိုင်ငံတိုင်းကခါတီးစွာခန်းစားခဲ့မှုကြောင့်ဂျပန်မှာပြန်လည်ဖြစ်ပေါ်လာနေတဲ့ဖက်စစ်ဝါဒပေါ်မြန်မာနိုင်ငံအနေနဲ့ရှုတ်ချကြောင်းပြောဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ပြောဆိုချက်မှာတရုတ်နိုင်ငံတနိုင်ငံတဲ့မူဝါဒကိုချိုးဖောက်ခြင်းဖြစ်ပြီးပုံကန်သူတွေကိုအားပေးခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံတဲ့မူဝါဒပေါ်မြန်မာနိုင်ငံကအမြဲထောက်ခံရည်တည်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်ဟာတရုတ်ပြည်သူတမရနိုင်ငံရဲ့ခွဲခြားမရတဲ့အစိတ်ပိုင်းဖြစ်ကြောင်းထိုင်ဝမ်အရေးဟာတရုတ်ပြည်ရဲ့ပြည်တွင်းရေးသားဖြစ်ပြီးမြည်သည့်နိုင်ငံခြားတိုင်းပြည်ရဲ့ဝင်ရောက်ဆွဖတ်မှုကိုမဆိုမြန်မာနိုင်ငံအနေနဲ့ရှုတ်ချကြောင်းဇွန်မင်းထွန်းကပြောဆိုပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကလည်းစစ်တပ်ပိုင်တရင်စာမြန်မာတဆင့်အကြံဖတ်ဇွန်မင်းထွန်းကဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးပေါ်ပြောဆိုချက်ကိုမထောက်ခံပေတရုတ်တနိုင်ငံတည်းမူဝါဒအရတရုတ်နိုင်ငံဘက်မှယက်တီကြောင်းပြောဆိုခဲ့ပါသေးတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်ကြားမှာတင်းမာမှုအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေးခရီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကန္တရတွေမှာဆက်ဆံရေးဖြစ်တတ်မှုများစွာနဲ့နှစ်ဖက်အတင်းမာဆုံးအခြေအနေကိုဆက်ရောက်လျက်ရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြို့သားခင်ဦးနဲ့မုံရွာမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောထိုးလာတဲ့စစ်တပ်ရင်တန်းနဲ့တပ်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်မှုစစ်သား၅ကောင်တိုက်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြို့သားမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့စစ်သားတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9កောင်တိတ်ဆုံးခဲ့ပြီး15កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Zionni Sniper Packing Gorilla Forces မှအဖွဲ့ခေါင်းဆောင်ကိုချစ်တစ်ကပြောဆိုပါတယ်နိုဝင်ဘာလ17ရက်နေ့မှာမြို့သားမြို့နယ်မှာရှိတဲ့တနောင်းမြေကြီးရွာကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက60မမလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှစစ်သား9ကောင်တေဆုံးခဲ့ပြီး15ကောင်ထိခိုက်ဒဏ်ရာရရှိကာတော်လန်ရေးတပ်ဖွဲ့ဝင်9ဦးလည်းကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးအင်အားကနှစ်ကြောင်ပေါင်း160လောက်ရှိတယ်စစ်ခွေး9ကောင်တေဆုံးပါတယ်ထိခိုက်ဒဏ်ရာရတာက15ကောင်ရှိတယ်စစ်ခွေးစစ်ကြောင်းကမြို့သားမြို့ပေါ်ကထွက်ခွာလာတဲ့စစ်ခွေးစစ်ကြောင်းပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကမြို့သားမြို့ကိုပြန်ဆုတ်သွားတယ်တော်လန်ရေးဘော်9ဦးကြာဆုံးခဲ့တယ် တနက်နှစ်လက်ပါသွားတယ်ရဲဘော်နှစ်ဦးကတော့စစ်ခွေးတွေကအရှင်မိတာအဲ့ဒါလက်ပိုက်တနည်းမှာပြစ်တက်သွားတယ်လို့ဇင်ယော်နီစနိုက်ပါဖက်ကင်းဂိုရီလာဖော့စစ်မှအပွဲကောင်းဆောင်ကုချစ်တက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဇင်ယော်နီလက်နက်ကြီးတပ်ဖွဲ့နဲ့အတူ TGYR ငဇွန်း SDF ငဇွန်းအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အလာရုစကိုင်းတိုင်းခင်ဦးမြနဲ့မုံလကြေးရွာအတွင်းမှာယာယီတဆွဲထားတဲ့စစ်တပ်ကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြို့နယ်ကတရင်ထုတ်ပြန်ထားပါတယ်။ဒီမနေ့နိုဝင်ဘာလ23ရက်နေ့မနက်09:00နာရီခင်ဦးမြို့နယ်မုံလကြီးရွာအတွင်းယာယီတပ်ဆွဲထားတဲ့အကြံဖတ်စစ်သားများနဲ့ပြူစောတိအင်အား100ခန့်ကိုရေးဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖလက်ယုံတက်ကဝင်ရောက်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းထီတွေ့တိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူအရေအတွက်ကိုတော့အတိပြည့်နိုင်ခြင်းမရှိသေးပဲစစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းများရောက်ရှိလာတဲ့အတွက်ကြောင့် တော်လည်းရဲဘော်များအတိတ်ကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်စကိုင်းတိုင်းမုံရမြို့နယ်မှာအကြံဖတ်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမုံရခရင်ပြည်သူကာကွယ်တပ်မတော်တရင်လီတက်ခွင်းနှင့်တက်ခွင်းမှုကိုဝိုင်ဖိုင်က ပြောဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:45မိနစ်ခန့်မှာအနောက်မြောက်တိုင်းစစ်တနာကျုံမှာတံပြားကာကာ စစ်တစီးနဲ့ထွက်ခွာလာတဲ့စစ်သားတွေဟာမန္တလေးမုံရလမ်းပိုက်မှာရှိတဲ့မအူဂိတ်ကိုဝင်ရောက်လာပြီးနောက် ်မုံရွာမြို့အထက်ချောင်းဦးမုံရွာလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်မှရန်တမ်းပစ်ခတ်ခဲ့ပေမဲ့လည်းတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတေစင်းကတော့အတိအကျမသိရသေးဘူး။နှကောင်တော့လူနာတင်ကားပေါ်တင်သွားတယ်လို့ဖြတ်သွားတဲ့ပြည်သူကပြောတယ်။စစ်ခွေးနှကောင်ကတော့ထိခိုက်ဒဏ်ရာရတယ်လို့ပဲသိရှိရပါတယ်။စစ်ခွေးတေဆုံးမှုအရေးအတွက်ကိုတော့ ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေပါ မုံရမျိုးထွက်ချောင်းဦးမုံရလမ်းဘက်မှာတိုက်ခိုက်ခဲ့တာပါနောက်ထပ်အောင်ပွဲတွေရအောင်ကူညီပေးကြဖို့တော်လန်မိဘပြည်သူတွေကိုအတိပေးနှိုးဆော်ပါတယ်လို့မုံရခရင်ပြည်သူကာကွယ်တပ်မတော်တရင်လီတက်ခွဲနှစ်တက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရခရင်ပြည်သူကာကွယ်တပ်မတော်တရင်လီတက်ခွဲနှစ်ငါမင်းဆောင်ကွန်မန်ဒိုဖို့စ်မုံရခရင်ပြည်သူကာကွယ်တပ်မတော်တရင်လီတက်ခွဲလီငါမင်းဆောင်တီချာဖို့စ် မုံရခိုင်ပြည်သူကာကွယ်တပ်မတော်တရင်28တက်ခွဲတုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေနဲ့မုံရမန္တလေးလမ်းပိုင်းမှာစစ်တပ်ရင်တန်းများနဲ့ကပ်မလိုက်ကြဖို့မြစ်တာရက်ခံထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုံပြုံလေးရုပ်ရှင်ဇာတ်ကားပြသခဲ့ပြီးတော်လန်ပြည်သူအများအပြားလာရောက်အားပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုံပြုံလေးရုပ်ရှင်ဇာတ်ကားကိုယမန်နေ့နိုဝင်ဘာလ23ရက်နေ့မှာပြသခဲ့ရမှာ ထိုင်းရောက်မြန်မာနိုင်ငံသားအများပြလာရောက်ကြည့်ရှုအားပေးကြကြောင်းပွဲစီစဉ်သူများထံကနေသိရှိရပါတယ်။နေရအပြောင်းရွှေ့နဲ့အခက်အခဲတချို့ရှိခဲ့ပေမဲ့လည်းပြုံပြုံလေးရုပ်ရှင်ဇာတ်ကားကိုတော်လန်ပြည်သူအများပြလာရောက်ကြည့်ရှုခဲ့ကြခြင်းဖြစ်ပြီးထိုင်းကုံပြည်ယုံတမက မတ်တရက်အားပေးကြသူအများပြရှိခဲ့ကြကြောင်းရုပ်ရှင်ဇာတ်ကားတော်ရောက်ကြည့်ရှုခဲ့သူတော်လန်ပြည်သူတွေကပြောကြပါတယ်။ပြုံပြုံလေးရုပ်ရှင်ဇာတ်ကားတရုတ်ဆောင်မြင့်မော်ကဒါရိုက်တာကိုပေါ့တွန်းနဲ့အတူအလောပေါင်းစုံမှာ တော်လိုင်းရဲဘော်ရဲဘက်များပါဝင်တရုတ်ဆောင်ထားပြီးဖြစ်ရမှန်ကိုအခြေခံထားတဲ့တော်လိုင်းရုပ်ရှင်စက်ကားလေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာထိုင်းနယ်စပ်မှာတိုက်ပွဲပြင်းထန်နေလို့ထိုင်းစစ်တပ်လုံခြုံရေးတိုးမြင့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြောက်ရီမြို့တောင်ပိုင်းလေကေကော်ဒေတာအနီးမင်းလက်ပံကြီးရွာမှာစစ်ကောင်စီတပ်နဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေတာကြောင့်ထိုင်းစစ်တပ်အထူးတပ်ဖွဲ့ကနေဆက်စောင့်ကြည့်ရင်းနဲ့ကာကွယ်ရေးအစီအမံတွေတိုးမြင့်ချထားလိုက်ပါတယ် မြန်မာထိုင်းနေစပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့်ထိုင်းစစ်တပ်ကနေရောညပါကင်းလက်လှည့်လည်မှုလဲတုံ့ပြန်ထားတယ်လို့ဆိုပါတယ်ပုံမှုဆိုးရွားလာပါကတုံ့ပြန်ရန်ပြင်ဆင်ဖို့အတွက်မဟာဗျူဟာကျတဲ့နေရာတွေကိုပြစ်ကတ်မှုအထောက်အကူပြုလက်နက်တွေထပ်မံတိုးချဲ့ခဲ့တယ်လို့လည်းဆိုပါတယ်ဒါအပြင်နေဆက်ကနေတရားမဝင်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေကိုလည်းစစ်စေးရေးဂိတ်တွေချပြီးပိတ်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ ပါတီပိုင်ငွေ3000ကျော်ကိုတောက်ဖြစ်သူကိုဥခင်ကြီးဘလို့လက်သိထိုးခဲ့လဲဆိုတဲ့အကြောင်းစုံကိုတင်ဆက်ပေးပါမယ်။ယခုနှစ်ကောင်မှာကျင်းပမဲ့အာနာသိန်းစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာဒုတမရဓမ္မမဟုတ်လွတ်တော်ဥက္ကဋ္ဌဖြစ်လာဖို့ရေပန်းစားနေသူပြည်တော်စုကြံ့ခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ဥခင်ကြီးဟာငွေချက်ဘီလီယံနဲ့ချီတဲ့ပါတီပိုင်ငွေကြေးတွေကိုမိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေစီစဉ်စေခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ စစ်တပ်ကျွန်းထောင်းနောက်ခံကြံ့ခိုင်ရေးပါတီရဲ့အမြင့်ဆုံးရာထူးကိုရရှိထားသူလက်ရှိအသက်83နှစ်အရွယ်ဗိုလ်မှူးချုပ်ဟောင်းဦးခင်ရာပါတီရုံပြုတ်ပြင်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်တောက်ဖြစ်သူပိုင်ဆိုင်တဲ့စောက်လုံရေးကုမ္ပဏီကိုလုံပိုင်ခွင့်ချပေးခဲ့တာပါယခုနှစ်မက်လာကွန်ဘိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေပြည်တော်တက္ကိနသီရီမြို့နယ်ကကြံ့ခိုင်ရေးပါတီရုံးချုပ်ကို Emperor ဆိုတဲ့စောက်လုပ်ရေးကုမ္ပဏီကယခုနှစ်ဩဂတ်လတွင်ပြန်လည်ပြုပြင်ခွင့်ရခဲ့ပါတယ် ကြံ့ခိုင်ရေးပါတီရုံးချုပ်ကိုပြင်ဆင်ခွင့်ရတဲ့ Embryo ဆောင်လုပ်ရေးကုမ္ပဏီဟာဦးခင်ရည်ရဲ့တားဖြစ်သူဦးထက်ရန်နိုင်စိုးပိုင်ဆိုင်ချောင်းကိုယင်းနီမြွလန်မှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတိုက်ကအချက်လက်တွေမှာတွေ့ရှိရသလိုပါတီထိပ်သီးခေါင်းဆောင်တွေနဲ့နှိစက်သူတွေကလည်းမှန်ကန်ကြောင်းအတည်ပြုပါတယ် Embryo ဆောင်လုပ်ရေးကုမ္ပဏီဘက်ကလည်းကြံ့ခိုင်ရေးပါတီရုံးချုပ်ကိုသူတို့ကုမ္ပဏီကလုတ်ပိုင်ခွင့်ရထားချောင်းအတည်ပြုပါတယ်ရဲချုပ်ဟောင်းနဲ့လောက်ဝကဝန်ကြီးဟောင်းလည်းဖြစ်တဲ့ဦးခင်ကြီးမှာခင်မျိုးမျက်စိုး ထက်ရနိုင်စိုးနဲ့မေဖူးပွင့်စိုးဆိုတဲ့သာသမီ၃ယောက်ရှိပါတယ်။ဦးထက်ရနိုင်စိုးဟာအမ်ဘရီယိုအပြင်ရွှေမဟာခစ်နဲ့ဇိမ်းဆိုတဲ့ကုမ္ပဏီတွေကိုလည်းပိုင်ဆိုင်ပါတယ်။ရွှေမဟာခစ်ကုမ္ပဏီမှာတော့ထက်ရနိုင်စိုးအပြင်သူ့ရဲ့အမခင်မျိုးမြတ်စိုးညမမေဖူးပွင့်စိုးနဲ့သူ့ရဲ့ဇနီးဖူးပွင့်ဝတ္တန်တို့ကိုလည်းဒါရိုက်တာစီးရင်းထဲမှာတွေ့ရှိရပါတယ်။ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဓာတ်ပုံဗီဒီယိုရိုက်ကူးရေးကိစ္စတွေအပြင်ပါတီအင်ဂျီအုတ်ထုံးနဲ့ရင်တိုးဖြန့်ဝေရောင်းချရေးလုပ်ငန်းကိုလည်း ဥကင်ကြီးကသူ့ရဲ့ကိုရီးအရာရှိကိုနာမည်ခံပြီးလုံပိုင်ခွင့်ပေးထားတယ်လို့မြို့နယ်တိုင်းမှာသူ့ပုံပါတဲ့စိုင်းဘုတ်တွေစိုက်ထုတ်ဖို့ညွှန်ကြားထားတယ်လို့လည်းပါတီပဟုလုံမှုဆောင်တွေနဲ့နှိစက်သူတွေကပြောပါတယ်။ယခုနှစ်ကုန်ရွေးကောက်ပွဲအလွန်မှာဥကင်ကြီးမျှော်မှန်းထားတဲ့ရာထူးကြီးတစ်ခုရမရကတော့စစ်ကောင်းဆောင်ရဲ့စုံဖြတ်ချက်ပေါ်မှာသာမူတည်နေတာဖြစ်ပါ रे ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ရန်ကုန်မြို့မှာတရုတ်ဆောင်တဲ့ food blogger ကျော်ဝနတနက်နဲ့ပြစ်ခတ်ခံရပြီးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာတရုတ်ဆောင်တဲ့ food blogger ကျော်ဝနတနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံသွားကြောင်းမိတ်ဆွေများကပြောဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့ည8:00နာရီခွဲချိန်မင်္ဂလာတုံမြို့နယ်ခရီးပင်လမ်းကွဲမှာကားမောင်းနေတဲ့တရုတ်ဆောင်တဲ့ food blogger ကျော်ဝနတနက်နဲ့နှစ်ချက်ပြစ်ခတ်ခံခဲ့ရကြောင်းတရုတ်ဆောင်တဲ့ food blogger ကျော်ဝနရဲ့လက်မျိုးကိုတနက်ကြည်စံဖောက်ထွက်ပြီးပွေချင်းပြီးတေဆုံခဲ့ကြောင်းသိရှိရပါတယ်။သူကအနီလည်းမဟုတ်ဘူးအစိမ့်လည်းမဟုတ်ဘူးနိုင်ငံကြီးလည်းမလုပ်ဘူး သူ့ဟာသူတရုတ်ဆောင်လုပ်တယ်စားတောက်ဆိုင်နဲ့အစားတောက် vlog တွေရိုက်တယ်ပြီးတော့ taxi မောင်းတယ်အဲ့ဒါကိုပြစ်တက်သွားတာပြစ်တက်သွားတဲ့လူလဲမမိသေးဘူးလို့မိတ်ဆွေဖြစ်သူကပြောဆိုပါတယ်လက်တလောတရုတ်ဆောင်နဲ့ food blogger ကျော်ဝနပြစ်တက်ခံရမှုအတွက်တပ်ဆိုင်ရာ yes ကမ်းမှာအမှုဖွင့်ထားပေးမယ်လဲလက်ရှိအချိန်အထိအမှုကိုစုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတော့ ကျိုးပင်ကုန်းမြို့ဝင်ဂိတ်ကို PDF တွေလျှက်တပြက်တိုက်ခိုက်ခဲ့ပြီးရဲတအုပ်နဲ့ပြူစောတိ၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကုတ်တိုင်းအနောက်ချမ်းကျိုးပင်ကုန်းမြို့အဝင် စစ်ကောင်စီရဲ့စစ်စေးဂိတ်ကို PDF ပူပေါင်းတပ်တွေကလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာရဲတအုပ်နဲ့ပြူစောတိ၄ဦးသေဆုံးသွားတယ်လို့မြို့ခံတွေကပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီခန့်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။မြို့ဝင်မှာရဲတွေနဲ့ပြူတွေကစောင့်နေတာကိုကားနဲ့လာပြီးပြတာ။ ရဲရရပြူရရတေတွေကြတဲ့စစ်တပ်ကမြို့အဝင်ကိုပိတ်ပြီးစစ်နေတယ်လို့မြို့ကန်တူကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲတပ်ဖွဲ့ဝင်တူပြူစောတိလေးဦးသေဆုံးတယ်လို့ကျုပ်ပင်ကောက်စေးုံနဲ့နှိစက်သူတူကပြောပါတယ်။ဒီမနေ့ကနိုဝင်ဘာ22ရက်နေ့ညကလည်းကျုပ်ပင်ကောက်မြို့နဲ့ကက်လျင်မှာရှိတဲ့ဇီကုံမြို့ပေါ်က KTV ကာရာအိုကေဆိုင်မှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့လို့9ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။နက်စစ်တီတပ်ဖွဲ့နဲ့ ကျုပ်ပင်ကောင်မြို့နယ်အခြေဆိုင် BTZM တပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဒီနေ့မနက်ပိုင်းကျုပ်ပင်ကောင်မြို့ဝင်ဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုတော့သတင်းထုတ်ပြန်ထားတာမတွေ့ရှိရသေးပါဘူးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖြူးနဲ့ကျောက်တကမြို့နယ်အစပ်မှာစပြီးစစ်တောင်းမြို့ဝန်ပင်လေဝတိတွာလာနေတဲ့ဆက်လီတွေကိုစစ်စေးစင်မှာစစ်ကောင်စီထံသို့ရိတ်ခါပို့ဆောင်နေတဲ့ဆက်လီတချို့ကိုဖမ်းဆီးရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းဖြူမြွနယ်နဲ့ကျောက်တကားမြွနယ်အဆက်မှာစစ်တောင်းမြေဝမ်းပင်လယ်ဝအထိတွာလာနေတဲ့ဆက်လီတွေကိုရှော့တခင်ဝင်ရောက်စစ်ဆီရမှာစစ်တပ်ထံကိုရိတ်ခါပို့ဆောင်မဲ့ဆက်လီတချို့ကိုဖမ်းဆီးရမိခဲ့ကြောင်းပဲခူး District People's Defense Organization ပဲခူးခရိုင်ပကဖမတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘာလာပိုင်းမှာစတင်ပြီးဖြူမြွနယ်နဲ့ကျောက်တကားမြွနယ်အဆက်မှာရှိတဲ့ညောင်လေးပင်ရွှေချင်းဝေါ်ကဝတိဇက်နေတဲ့ပင်လယ်ဝအထိစစ်တောင်းမြေဝမ်းတွင်ကုန်ပစ္စည်းတင်ဆောင်တဲ့ဆက်လီများ ဂီးသက်တင်ဆက်လီများငါဖန်လီများတဲတင်ဆက်လီများနဲ့ဝါဖောင်တင်ဆက်လီတွေကို PDF တပ်ဖွဲ့ကရှောင်းတခင်ဝင်ရောက်စစ်ဆေးမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုရှောင်းတခင်ဝင်ရောက်စစ်ဆေးစမှာစစ်တောင်းမြစ်ဝမ်းအနီးအနားမှာရှိတဲ့အကြံဖတ်စစ်တပ်တက်ဆွေးထားတဲ့နေရာတွေကိုပို့ဆောင်မဲ့ရိတ်ခါများတင်ဆောင်လာတဲ့ဆက်လီတချို့ကို PDF တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့မြေကြောင်းအသွာလာဆောင်ကြည့်တယ်။တရင်အချက်လက်ရရှိမှုပေါ်မူတည်ပြီးစစ်စစ်တပ်ပါ စစ်လီဘော့ကစက္ကဆရိတ်ခါစန့်စီရခဲ့တာရှိပါတယ်။အော်တိုဘာလကနေနိုဝင်ဘာလတွင်လှုပ်ဆောင်ခဲ့တာပါဆက်လက်ပြီးတော့လည်းလှုပ်ဆောင်နေမှာပါ။စစ်ခွေးတလန်ငါးဖက်လှေတွေလည်းရှိတတ်တယ်။ဖန်စီရမိသူတွေကိုစစ်စစ်ပေါ်ပေါက်ချက်အရအပြစ်ပေးရေးယူလှုပ်ဆောင်တာတွေလှုပ်ဆောင်ပါတယ်။တချို့ကစက်နွေယုံစုဖန်စီစစ်စစ်ပညာပေးပြန်လွတ်တယ်။တချို့ကပြစ်ဒဏ်ပေးထားပါတယ်လို့ဘဂုတ် District People's Defense Organization ဘဂုတ်ကဘဂပမတာဝန်ရှိသူကဆိုပါတယ်။ အလားတူနိုဝင်ဘာလ9ရက်နေ့ကလည်းပဲခူးခရိုင်ပကဖရဲဘော်တွေကစစ်တောင်းမြေဝန်းတွင်ဖြတ်တန်းမောင်းနေလာတဲ့ကုန်တင်ခီးတဲ့တင်ဆက်လေးများငါးဖန်းလေးများတဲတင်လေးများဝါပေါင်များကိုရှောက်တခင်ဝင်ရောက်စစ်စစ်စင်းမှာအကြံဖတ်စစ်တက်ကထုတ်တဲ့မြန်မာပီယာများတင်ဆောင်လာတဲ့ဆက်လေးကိုလည်းဖန်ဆီးရရှိခဲ့ပြီးပီယာအလုံးကိုဖျက်ဆီးခဲ့ကြောင်းပဲခူးခရိုင်ပကဖကထုတ်ပြန်ထားပါတယ်စစ်တောင်းမြေဝံတွင်ပကုခင်ပကဖရဲဘော်များ၏စုံစမ်းစစ်ဆေးမှုကိုကြည်ပြူစွာစစ်ဆေးခံပြီးဘာရန်နှင့်စုံစမ်းစစ်ဆေးခြင်းမှာ ပကူးခရိုင်ပကဖရဲဘော်တွေကိုငွေကြေးကောက်ခံမှုတစုံတရာ ပေးစရာမလိုကြောင်းတောင်းခံမှုရှိလာပါကပကူးခရိုင်ပကဖကိုတိုင်ကြားနိုင်ကြောင်းစုံစမ်းစစ်ဆေးမှုမခံတဲ့မောင်ပြေလော်ခတ်သွားသောလေတွေကိုလည်းအကြံဖတ်စစ်တပ်ရဲ့စစ်လေဖြစ်တတ်မှတ်ကအပြစ်ပေးအရေးယူမှုများလှုပ်ဆောင်သွားမှာဖြစ်ကြောင်းပကူးခရိုင်ပကဖမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်တောင်ပြင်အကြံဖတ်စစ်တပ်ဟာအော်တိုဘာလပိုင်းမှာစတင်ပြီးရေတရှိမြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ခြမ်းကိုလည်းစစ်ကြောင်းထိုးခဲ့ကပိန်းနေပင် ရွှေတောင်ရွာတစ်ရွာနဲ့ကင်းလင်းစိတ်ရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ကပြည်သူ90ကျော်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာမြန်ဆိုးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ